အားလုံးပဲမင်္ဂလာပါရှင်။ကျွန်တော်တရင်ကြနေရင်နွန်ဘာလ9ရက်နေ့ review စုံတက်ဆက်ပရမဖြစ်ပါတယ်။နွန်ဘာလဒုတိယအပတ်ထိပြည်တွင်း Wi-Fi internet တွေတရနိုင်ချင်းရှိရလို့သိရပါတယ်။ ်ဒီမလာအတွင်းမြန်မာနိုင်ငံအနှံ့မှာအမျိုးသမီးအယောက်80တည်ဆုံခဲ့ပါတယ်စစ်ကောင်ရှင်ဂျွန်ဘာရဲ့ရေကောက်ဖွဲမှာဝင်ရောက်ရှင်ပြိုင်နေနိုင်ငံရဲ့အကျဉ်းသားတမူအောင်ကိုဂီနီပြည်သူတစ်ဆပ်ဖောက်အဖြစ်တမန်လိုက်ပါတယ်စားရတဲ့တရင်ကိုတင်ဆက်ပေးတော့မှာပါကျွန်တော်တို့အစစ်စစ်တစ်ဆက်သူမင်းဖြစ်ပါတယ်နွန်ဘာသူရအပတ်ထေပြည်တွင်း Wi-Fi အင်တာနက်တွေပြန်ရနိုင်ခြေရှိတွေလို့သိရပါတယ်ဆက်စိုင်းကတိဆက်ပေးမှာပါ မြန်မာနိုင်ငံထဲကအင်တာနက်လိုင်းတွေပြတ်တောက်နေမှုဟာလာမယ့်နိုဝင်ဘာ10ရက်ဓမ္မမဟုတ်9ရက်နေ့လောက်မှာပြန်ရနိုင်တယ်လို့အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတစ်ခုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။သက်ဆိုင်ရာ uplink ဘက်မှရခင်ပြောကြားချက်အရလိုင်းပြန်လည်ကောင်းလာမယ့်အချိန်ကိုနိုဝင်ဘာ10ရက်ဓမ္မမဟုတ်9ရက်နေ့လောက်ခန့်မှန်းထားပါတယ်ခင်ဗျာ။သက်ဆိုင်ရာတင်များဘက်မှလည်း main link အတွက်အများဆုံးကောင်းမွန်အောင်ဆောင်ရွက်နေပါတယ်ခင်ဗျာလို့အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ TrueNet ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာပြီးခဲ့တဲ့နိုဝင်ဘာလတရနေ့နေ့လယ်ပိုင်းကစလို့အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတော်တော်များများရဲ့အလိုင်းတွေစတင်ပြတ်တောက်ခဲ့တာဟာဒီကနေ့အထိပြန်မကောင်းသေးပဲ အချိန်ပိုင်းနဲ့လိုင်းရတာလိုင်းနေကွေးတာတွေဖြစ်ပေါ်နေတုန်းဖြစ်ပါတယ်အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကတော့ international uplink ဆက်ကြောင်းမှာအပြစ်ဖြစ်နေတာကြောင့်အရန်လိုင်းတွေအသုံးပြုနေရတဲ့အတွက်ဒီရက်ပိုင်းမှာအင်တာနက်သုံးဆွဲခြင်းအဆင်မပြေဖြစ်နိုင်တယ်လို့လည်းအတည်တည်ထုတ်ပြန်ထားကြပါတယ်အင်တာနက်သုံးဆွဲသူတွေကတော့ ADPR နဲ့ပတ်သက်လို့ကုမ္ပဏီတွေရဲ့ဝန်ဆောင်မှုတာဝန်ယူမှုအပေါ်မေးခွန်းထုတ်နေကြသလို mobile internet ကိုသာအားထားသုံးနေရလို့အပေါ်ငွေချေးကုန်ကျမှုတွေဖြစ်ပေါ်နေရလို့လည်းပြောဆိုနေကြပါတယ် internet community တို့ကတော့ line ပြတ်သွားတဲ့ရက်တွေအတွက်ငွေချေးရော့ပြီးကောက်ခံတာမျိုးနဲ့ရက်အစားထိုးပေးသွားမှာဆိုတာမျိုးတွေထုတ်ပြန်ထားကြပါတယ်။ sales စုထိန်းချုပ်ထားတဲ့ပြည်တွင်းမှာအခုလိုရက်ပိုင်းကြာ line ပြတ်သောမှုဖြစ်နေပေမဲ့တော်လန်ရင်အင်အားစုတွေထိန်းချုပ်ထားတဲ့ data တွေကို sales စုက internet နဲ့ phone line ဖြတ်တောက်ထားတာဟာ ဒေတာအလိုက်လာချေနှစ်ချေကြာမြင့်နေပြီလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အဲ့ဒီဒေတာတွေမှာ Starlink Internet ကိုအားထားသုံးနေရပြီးဒေတာတချို့မှာတော့လုံခြုံရေးကြောင့် Starlink ကိုနေရာတိုင်းသုံးစွဲခွင့်မပေးထားပါဘူး။ပီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 313ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ် စတင်မာလာအတွင်မြန်မာနိုင်ငံအနှံ့မှာအမျိုးသမီးအယောက်90တိဆုံခဲ့ပါတယ်။ထရီဇာကတစ်ဆက်ပေးမှာပါ။စတင်မာလာအတွင်မြန်မာနိုင်ငံအနှံ့မှာအမျိုးသမီး90ဦးတိဆုံခဲ့ပြီးအယောက်80လောက်ထိခိုက်တန်ရာရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးသမဂ္ဂကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။တက်ဆုံရှုံရတဲ့အကြောင်းအရင်းတွေကတော့ အချမ်းဖက်စိဦးစုရဲ့လေးချောင်းနဲ့ဘုံကျဲတက်ခိုင်မှုကြောင့်56ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်10ဦးမတရားတပ်ဖြတ်ခံရမှု9ဦးမြင်းမြုပ်မိုင်းကြောင့်2ဦးရှိခဲ့တယ်လို့ဆိုပါတယ်။တရားရရှိတဲ့အချောင်းအရင်တွေကတော့အချမ်းဖက်စိဦးစုရဲ့လေးချောင်းတက်ခိုင်မှုကြောင့်69ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦးမတရားတပ်ဖြတ်ခံရမှုကြောင့်2ဦးမြင်းမြုပ်မိုင်းကြောင့်3ဦးနဲ့ ပလီပခါနေဆက်နွယ်တဲ့လင်ပိုင်းဆိုင်ရာအကြံဖက်ခံရမှုကြောင့်လေးဦးတို့ရှိတယ်လို့ဖော်ပြချပါတယ်။အောက်တိုဘာလအတွင်းစစ်ကော်မရှင်ဟာရှမ်းပြည်နယ်ကိုအကြိမ်30ကျော်လေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသမီး23ဦးသေဆုံးခဲ့ပြီးသေးဆုံးမှုအများဆုံးပြည်နယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ချန်ပီယံနဲ့တိုင်းတွေဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီး73ဦး၊စကိုင်းတိုင်းဒေသကြီး7ဦး၊ပဲခူးတိုင်းဒေသကြီး9ဦး မကွေးတိုင်းမွန်ပြည်နယ်ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်က၃ဦးစီအေယာဝတီတိုင်း၄ဦးရခိုင်ပြည်နယ်၂ဦးနဲ့တနင်္သာရီတိုင်း၃ဦးတို့ရှိခဲ့တယ်လို့သိရပါတယ်။တည်င်းချုပ်ဘွဲတော်စီမီချွန်တပိတ်ပြုလုပ်နေသူတွေကိုလည်းအော်တိုဘာလ6ရက်နေ့ည8:00နာရီဝန်းကျင်အချိန်မုံရွာနဲ့ချောင်းဦးမြို့နယ်အစမြောက်ချမ်းဘက်ကစစ်ဦးစုက120မမလက်နက်ကြီးကြီးနှလုံးသုံးပြီးပါရာမိုတာနဲ့ပုံကျိခဲ့တာကြောင့်သေဆုံးသူ22ဦးရှိခဲ့ပြီး တိကိတ်တညာရရှိသူ55ဦးအထိရှိခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။ဒီနှစ်2025ခုနှစ်ရဲ့လွန်ခဲ့တဲ့ဇင်လအတွင်းမှာမြန်မာနိုင်ငံအနှံ့အမျိုးသမီး632ဦးသေဆုံးခဲ့ရပြီး648ဦးကတော့တိကိတ်တညာရရှိခဲ့ပြီဖြစ်ပါတယ်။ မနစ်က2024ခုနှစ်မှာတည်ဆုံတဲ့အမျိုးသမီးဦးရေဟာ488ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့ပေမဲ့ဒီနှစ်2025ခုနှစ်ရဲ့အစည်းအလာအတွင်းတည်ဆုံသူစီးရင်နဲ့အနိုင်ရှင်ရေပိုပြီးတိုးလာတာကိုတွေ့မြင်ရပါတယ်မြန်မာအမျိုးသမီးတမကရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်အနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့မြေပြင်ကရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ကြားတာဖြစ်တယ်လို့ ေါ်ပြချပါတယ်။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာအဖွဲ့အနေနဲ့ဒေတာနဲ့တင်တွေကိုလက်လံမီဖို့အခက်အခဲတွေရှိတဲ့အတွက်ကင်းကနန်းတွေဟာမြေပြင်မှာတိကျပုံများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြချပါတယ်။ စကမရှင်ချံပါရွေကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေနိုင်ငံရေးအကျဉ်းသားတမူအောင်ကိုကယင်းဤပြည်သူတစ္ဆက်ဖောက်အဖြစ်သမန်လိုက်တဲ့လို့ကယင်းဤနိုင်ငံရေးအကျဉ်းသားများအစီအယုံ KPPA ကဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်2023ဆီအာနာသိမ်းပြီးရဲ့နောက်ဖန်စီခံရပြီးတော့ပြလဲလူမြောက်လာတဲ့တမူအောင်ဟာပြည်သူပါတီအမတ်အဖြစ်ရွေးကောက်ပွဲဝင်ရှင်ပြိုင်နေတာကိုဝန်နေစွာတွေ့မြင်ရတယ်လို့အထောက်ပံ့ချက်မှာဖော်ပြချပါတယ် တမူးအောင်ဟာကရင်နီပြည်ကျောင်းသားများတမက KSSU အဖွဲ့ဝင်ဖြစ်ခဲ့တယ်လို့လွန်ကိုနီပညာတက္ကသိုလ်ကျောင်းသားများတမကဟောင်းတယောက်လည်းဖြစ်တယ်လို့သိရပါဗျ။ KSSU ကလည်းတမူးအောင်ကိုအချင်းပြတ်သက်သက်ဖောက်သူအဖြစ်အသိပေးကြေညာထားပါဗျ။ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အကြောင်းရင်းကိုတော့မသိရပါမယ့်ရန်ကုန်စမ်းချောင်းကနေဝင်ပြိုင်ဖို့လုံနေရလို့ KPPA တာဝန်ရှိသူတူဦးဖြစ်တဲ့ပညာနယ်ကပြောပါဗျ။ တမူအောင်ဟာဦးကကိုကြီးဦးဆောင်တဲ့ဘီတူပါတီ PP ကနေရွေးကောက်ပွဲဝင်ရောက်ရှင်းပြဖို့အလို့ဆောင်နေတာဖြစ်ပါတယ်။အနာသိစစ်ကော်မရှင်ဟာအနာသိလင်းနဲ့ချော်ချပြီးရဲ့နောက်ရွေးကောက်ပွဲကိုဒီဇင်ဘာလကနေစတင်ပြီးတော့အပိုင်းလိုက်ချင်ပါမယ်လို့ကြေညာထားတာလည်းဖြစ်ပါတယ်။အနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။ မြေမြုပ်မိုင်းတွေကိုတက်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်တတ်တူတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှင်းစင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဒါမှမဟုတ်ဝါယာကြိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။ မြင်းမျက်နှာပြင်ပေါ်တွင်မှာပဝင်းကျင်အနေထားနဲ့တသားတဲ့ဖြစ်အောင် ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်။မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာတီဥတုအခြေအနေတွင်နဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွယ်ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင့်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး မြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစာထွက်လူတက်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာနာဖြာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသိဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပေါက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီး ဒီကျိုးမြင့်ကိုချီးမြှင့်တာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်ပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာ လက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြောက်မိုင်းနဲ့အခြားပေါက်ကွဲစီတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြောက်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ်။တချို့တော့မြေမြောက်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီး အဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါသည်။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါသည်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါသည်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပတိပခများရက်ဆဲသွားပြီးနောက်တွေမှာလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။